BGFD တိုင်းသားလက်နက်ကိုင် KIA ကိုထိန်းချောင်းမှုဖြစ်တယ်အ KMU KNU ကိုထိန်းချောင်းမှုဖြစ်တယ်အားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အမြမြန်မာတရင်ထူတရေဦးတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ် gain you လဲအသက်ဆက်အောင်ထားရမယ်သူနိုင်ပြမှာသူဘယ်လိုပြောမလဲဒုက္ခစေစခန်းတွေဝင်လိုက်ထွက်လိုက်တချို့ဆိုမှတ်ပုံတွေနေပေးထားမယ်ဒါပေမဲ့အင်အားကြီးအောင်မလုပ်ပြီးဘူးပြီးတော့ KNU အင်အားမကြီးအောင် BGN နဲ့ထိမ့်မယ်ယူရီးယားနဲ့ထိမ့်မယ်အဲ့ဒါကယူရီးယားနိုင်ငံရဲ့ထိုင်းနိုင်ငံရဲ့မြန်မာနိုင်ငံစစ်အာဏာရှင်တည်မြဲရေးအတွက်ပူပေါင်းပါဝင်မှုအပေါ်မှာကြတော့မြန်မာနိုင်ငံစစ်အာဏာရှင်တည်မြဲဖို့အတွက်တရုတ်ဒီဒီကွန်မြူနစ်နိုင်ငံကြီးနဲ့ကျွန်တော်နာမည်တမင်တရုတ်လို့မသုံးတာနော်ရွေးပြီးတော့သုံးနေတာမျိုးမျိုးကြီးမဖြစ်စေချင်လို့ကွန်မြူနစ်နိုင်ငံကြီးနဲ့ဒီကွန်မြူနစ်ပြုတ် ဲ့ဒီအထူးဒေသ1 2 3 4ကနေတစင် KI ကိုထိန်းထားမယ် AI တစင်ဆက်အနာရှင်ကို leverage လုပ်ထားမယ် AI တစင်တို့ဒီဆက်အနာရှင်စနစ်ကိုအထူးတကွာတိဆောက်ထားတာအကြောင်းအဲ့ဒီလူတွေက confederate လို့ခေါ်တယ်လက်နက်ရှင်နေတာအဲ့ဒါကိုအားကြပြီး AI ကလာပြောလို့မရဘူး confederate ဆိုတာအဲ့ဒီလူတွေလိုချင်တာ ဒါကြောင့်ကျွန်တော်တို့ confederate မှာကျွန်တော်တို့အန်ဒီအရှိနေတဲ့အဲ့ဒီပြဿနာပဲအဲ့ဒီကနေတော့က confederate တာဖြစ်သွားရင်မြန်မာနိုင်ငံပြိုကွဲဖို့ကတရားရဲ့ကနုံးတည်ကြတယ်။ဘာကြောင့်လဲ confederate ကိုအကြောင်းပြပြီးကနေတော့ကဒီ community ပြုတ်တွေ BGF တွေဆရာနာရှင်နဲ့ပေါင်းတဲ့လူတွေက လက်နက်ကင်ဖို့တောင်းဆိုမှာအဲ့ဒီကနေမှ community အင်အားချဲ့ထွင်မှုကနေပြီးတော့ မြန်မာနိုင်ငံကိုပေးလိုက်ရမှာအဲ့ဒီကနေမှသူတို့ကမြန်မာနိုင်ငံပြည်တွင်းကိုဝင်ရောက်ဆွတ်ဖက်မှုတွေလုပ်မှာဒါပေမဲ့ဒါကိုကျွန်တော်တို့ကဥပဒေအကြောင်းအရတော်လိုင်းအလွန်မှာဒါတွေကအများကြီးဆွေးနွေးစရာရှိတယ်လောလောဆယ်အနေထားမှာဒီနေ့မြန်မာနိုင်ငံမှာစစ်အာဏာရှင် စနစ်ကြီးတိဆောက်ထားတာဒီစစ်အာဏာရှင်ဂျီဘေတိဆောက်ထားတာမဟုတ်ဘူးစစ်အာဏာရှင်နဲ့အတူ ကွန်မြူနီပြုတ်တယ်လောင်သားသမားတွေဖြစ်တဲ့ BGF ပြုတ်တယ်စောချစ်သူတို့အုပ်စုနဲ့အတူတကွတည်ဆောက်ထားတာအဲ့ဒါကို နောက်ွယ်ကနေပြီးတော့ထင်းချောင်းပေးထားတာကဘာတူလဲကွန်မြူနီနိုင်ငံကြီးနဲ့ထိုင်းနိုင်ငံဒါကြောင့်အခုအာဆီယံအစည်းအဝေးလုပ်နေတယ်ထိုင်းနိုင်ငံကအဆိုတစ်ခုတင်သွင်းမယ်တဲ့ ပြီးတော့အဲ့ဒီအစိုးတည်းရဲ့မြန်မာနိုင်ငံဆရာလုပ်မယ်ဆိုဘာလုပ်မလဲစစ်အာဏာရှင်တည်နေဖို့ပဲမှာလုပ်မှာသူကငကိုတဲကအနောက်ကွယ်ကနေပြီးတော့ leverage လုပ်ပြီးတော့မြန်မာနိုင်ငံကိုစစ်အာဏာရှင်စနစ်နဲ့ KNU ကိုအားနေအောင်လုပ်ထားတာပြောချင်တာသူ့တာဝန်ဒီ KNU ကိုထိန်းចောင်းဖို့ဟိုဘက်ကကွန်မြူနီနိုင်ငံကြီးနဲ့ကွန်မြူနီပြုတ်ဒီအထူးသေးတာ1 2 3 4ဒီ KIA နဲ့ရှမ်းအဖွဲ့တွေကိုအင်အားကြီးနေအောင်လုပ်ဖို့မျိုးပေါ်တွေမှာဖြစ်မဲ့နိုင်ငံရေးသမားတွေပေါ့ဗျာနော် နိုင်ငံသမားများတွေတက်ကြွလှူရှားသူတွေကိုစစ်အာဏာရှင်ကဖမ်းဆီးထောင်ချပြီးတော့ထိန်ချောင်းပေးမယ်။အဲလိုနီးနဲ့သူဒီသူတို့ဒီကွန်မြူနတီစစ်အာဏာရှင်စနစ်ကိုတည်ဆောက်ထားတာ။ဒါဒီကျွန်တော်တို့ရှင်းရှင်းလင်းလင်းတဖြည်းဖြည်းပေါ်လာတဲ့အချက်ပဲ။ဒါပေမဲ့ဟိုဘက်နေဆက်မှာမရှိဘူး။ကျွန်တော်တို့အန်ဟောဘွေကောင်းစွာကဒါကြောင့်အေအေအူလို့လက်တိုက်လို့ရနေလား။ဘာဖြစ်လို့လဲ။ စစ်အာဏာရှင်တွေကအာစာတွေကိုလည်းအကြီးအကျယ်မမွေးထားရဲဘူးဘာတော့သူအာစာတွေကိုအကြောင်းအသုံးချပြီးတော့ပဲသူကလူမျိုးတုံးတက်ဖြတ်မှုနဲ့ရိုဟင်ဂျာပြည်ပကကိုဖြန့်တီးတာဖြစ်တဲ့အတွက်အဲ့ဒီချိန်အတွက်အေအေရဲ့အာသာချက်ပြောချင်တာကအေအေကဒီဒီ leverage လုပ်ထားတဲ့ဒီဘင်္ဂလားဒေ့ရှ်ကမွေးထားတဲ့အဖွဲ့တွေမရှိဘူးဒါကြောင့်အေအေအာသာနေတာဒီဘက်မှာကကြတော့ထိုင်းကမွေးထားတဲ့ BGF တွေနဲ့ဒီဘက်ကဒီ community နိုင်ငံကြီးကမွေးထားတဲ့ဒီဒီ အထူးဒေသတစ်နှစ်သုံးလေးအဖွဲ့တွေရှိနေတယ်ဒါကြောင့်ဒီကတိုက်ရခတ်နေတာအေရကြတော့အဲ့ဘက်မှာအဲ့ဒါမရှိဘူးဒါကြောင့်အေကအထီးကြီးမစိအာနာရှင်စနစ်ကငကိုတွေကရိုင်းနေနေပြီးသားအဲ့တော့အေကကောင်းကောင်းနှွာလို့ရတာဒီဘက်မှာကကြတော့ KIA တို့ KNU တို့ PDF တွေကနှွာမယ်ဆိုရင်ခဏတုန်းက BGF တို့ခဏတော့ WA တို့မိုင်းလာတို့အထူးဒေသတစ်တို့အဲ့ဒီအဲ့ဒီအဖွဲ့တွေအဲ့ community တွေကစိအာနာရှင်နဲ့ပေါင်းပြီးတော့ တိုင်းသားတွေကိုပြန်တိုက်လို့တိုက်ရခက်နေတာဒုံနီလေးကောင်ချင်းမှာချင်းမှာလည်းအထုဒေသတော့ရှိလိမ့်မယ်ထင်တယ်ဒါပေမဲ့အိန္ဒိယအစိုးရကလုံးဝဝင်မပါဘူးအရှင်းကြီးနေတာသူကဒါကြောင့်အိမ်မှာချင်းမှာလည်းကျွန်တော်တော်လိုင်းရေးစတဲ့ကစစ်အာဏာရှင်ကိုကျွန်တော်တို့ကဆော်လို့ရတာပြာနာရှင်တဖွဲ့တဲ့အထီးကြီးဆိုရင်ကျွန်တော်ဒီနေ့နိုင်သွားပြီအခုကျွန်တော်ပြောချင်တဲ့ထောက်ပြချက် NUG နဲ့ဘာမှမဆိုင်ဘူးဆိုတာကိုထောက်ပြနေတာ ်ဆရာနာရှင်ကြီးပဲအထီးကြီးဆိုရင်ကျွန်တော်ဒီနေ့ဒေါ်လာကြီးပြတ်ပြီလွန်ခဲ့တဲ့နှစ်နှစ်တည်းကလွန်ခဲ့တဲ့လွန်ခဲ့တဲ့နှစ်တည်းကပြတ်ပြီဆရာနာရှင်ကပြိုလဲနေပြီဒါဒါပေမဲ့အေးဆရာနာရှင်ကိုလာပြီးဝိုင်းပြီးတောက်ထောက်ပေးနေတဲ့လူတွေကခဏတုန်းကဒီ community နိုင်ငံကြီးရဲ့ခဏတော့ဝါဆိုတဲ့အဲ့ဒီအဖွဲ့တွေရဲ့ဒီဘက်က BGF တွေအဖွဲ့တွေအဲ့ဒါကြောင့်ကျွန်တော်တို့ကရှေ့ဆက်ရခက်နေတာအခုဆိုရင်တို့ကစည်ရ ဘယ်မှာကပဲနိုင်ငံရေးအရာပါစစ်အာဏာရှင်ကိုတောက်ထောက်ဖို့တွေသူတို့ကမြင်းမြန်းဆက်ဆိုင်လုပ်နေတာပြောချင်တာကတရုတ်ရဲ့ဒီကိုယ်စားလှယ်ကယူရီးယားထိုင်းကိုလည်းသွားခဲ့သေးတယ်အဲ့ဒါကိုကျွန်တော်တို့မမေ့ဘူးလို့လေအဲ့တော့ဒါကြောင့်တရုတ်ကအာဆီယံကိုဆက်ထွက်လက်တီကိုရှေ့တိုးတင်နေအဲ့ဒီအာဆီယံဆက်တဲ့ပြီးတော့တရုတ်ကတရုတ်နိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်လာပြီးတော့အခုလိုရွေးကောက်ပွဲလုပ်ဖို့ကိစ္စကိုတွန်းအားပေးတယ်ပြီးတော့တရုတ်နဲ့အတူသူကပလင်းတူဘူးဆိုသူတင်နိုင်ထားတာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံကဦးအာဆီယံတဆင်ထိုင်းနိုင်ငံမှာမြမအရေးစွန်းဒီပွဲလုပ်မယ်ဆိုပြီးတော့ဒီရွေးကောက်ပွဲရရလက်ကိုတွန်းတင်မှာအဲ့တော့သူကဘာလုပ်မလဲဒီ NUG တို့ဘာတို့တော့နည်းနည်းပါးပါတော့ဖိတ်လိုက်မှာပေါ့ဒါပေမဲ့တကယ်တမ်းကကြတော့ကျွန်တော်ပြောသလိုပဲစစ်အာဏာရှင်စနစ်ကိုသူတို့ထောက်ထိုင်လုံးမှာ စီရေးရလဲသူတို့တောက်တိုင်ပေးထားတယ်သူတို့နေဆက်ဒီမှာနိုင်ငံရေးရဦးတောက်တိုင်ပေးဖို့သူတို့စာကြိုးစားတာစာချင်လန်းလှမ်းတာပဲဒီယုတ်ကလှမ်းနေဦးထိုင်းကစာလှမ်းပြီဒါဒီနေ့အာဆီယံစည်းဝေးမှာပြောနေပြီအဲ့တော့ဆရာနာရှင်တယောက်တည်းကိုကျွန်တော်တို့တိုက်နေရတယ်မဟုတ်ဘူးဆိုတာကိုရှင်းရှင်းလင်းလင်းမြင်အောင်ပြောချင်တာပြောချင်တာကထိုင်းနိုင်ငံမှာနေပြီးတော့ထိုင်းဆိုရကခုပဲပါတယ်မထင်နဲ့ ထိုင်းနိုင်ငံဒီစစ်အာဏာရှင်ရဲ့အဓိကထောက်တိုင်ထဲမှာပါတယ်ယူနန်ပြည်နယ်မှာသွားပြီးတော့အလုပ်လုပ်နေရတာနဲ့ယူနန်အစိုးရကောင်းတယ်မထင်နဲ့ယူနန်ပြည်နယ်ဟာစစ်အာဏာရှင်ရဲ့အဓိကထောက်တိုင်ထဲမှာပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီရန်သူတုံးနေရင်ဆိုင်နေရတာကျွန်တော်ရဲ့ပြည်ရင်းရေးဖြစ်တဲ့ ဒီပြည်တွင်းရဲ့ရန်သူအစ်စ်ဖြစ်တဲ့စစ်အာဏာရှင်တီးသန့်ဆိုရင်ကျွန်တော်နိုင်သွားတာကြားလာပြီခက်နေတာကအဲ့ဒီစစ်အာဏာရှင်ကိုအဲ့ဒီနိုင်ငံနှစ်နိုင်ငံကအခုသူတို့ရဲ့ proxy ဖြစ်တဲ့အထူးဒေသ community တပ်တွေနဲ့အဲ့ဒီတပ်တွေကလည်းသူတို့အင်အားကြီးထွားအောင် confederate ဆိုတဲ့ပုံစံတွေနဲ့ယက်တီထားပြီးပြီးတချို့သောတိုင်းရင်းသားတွေကအဲ့ဒီအဲ့ဒီ confederate ကိုအားကျနေကြတယ်အမှန်ကအဲ့ဒါအတုရောအဲ့ဒီ တိုင်းသားတွေအေဒီကနာတော့ကဒီအထူးဒေသတွေရထားတာကွန်ဖက်ဒရိတ်မဟုတ်ဘူးအဲ့ဒါဒီနေချဲ့ထားတာဆရာနာရှင်ကသူ့ကိုဒီနိုင်ငံကြီးကွန်မြူနီနိုင်ငံကထောက်ခံဖို့အတွက်အိမ်နယ်မြေကိုပေးလာတာပြောချင်တာကမျိုးစားနယ်စားလို့ဟာမျိုးပေါ့လုံစားခွင့်အပြတ်ပေးထားတာလက်နက်ပါတပ်စင်ခွင့်ပေးထားတာအဲ့တော့အဲ့လိုအနေအထားများဖြစ်နေတာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်တို့ရင်ဆိုင်နေရတဲ့ရန်သူဟာ စစ်အာဏာရှင်တည်တံ့မဟုတ်တော့ဘူးဆိုတာသေချာသလောက်ရှိနေပြီဒါဆိုရင်တော်တော်ကျွန်တော်တို့ဘလို့ကြော်လွှားမလဲဒါကတော့ကျွန်တော်တို့သေချာစဉ်းစားရလိမ့်မယ်အဲ့တော့မြန်မာနိုင်ငံရဲ့သမိုင်းမှာအဲ့ဒီအထူးဒေတာကပုံကူဒီအားလုံးဒီစစ်အာဏာရှင်နဲ့တကိုင်းနဲ့ဖြစ်ပြီးမြန်မာနိုင်ငံမှာရှိတဲ့ဒီတော်လှန်ရေးသမားတွေအားလုံးရဲ့သေဆုံးနေမှုတွေအခုလိုတော်လှန်ကြကြမှုအားလုံးအတွက်သူတို့မှာတာဝန်ရှိတယ် ဒါလို့စစ်အာဏာရှင်ကိုထောက်တိုင်ပေးနေလို့ထိုနည်းလည်းကောင်းမဲ့ထိုင်းနိုင်ငံမှာကထောက်တိုင်ပေးတာလဲ BGF ဟာလဲတာဝန်ရှိတယ်အဲ့တော့ဒီလိုအနေထားတွေကိုကရင်ကတော့ကရင်အချင်းချင်းလုံမယ်ဘာညာပေါ့ဗျာအတိုင်းတာတခုသူတို့စောက်ကြည့်နေတယ်မရရင်တော့တိုက်မယ်ဘာညာပြောနေတာပဲဒါပေမဲ့တိုက်နိုင်တဲ့အင်အားပြောချင်တာက KNU နဲ့ဆိုင်ရင် BGF ကလက်နက်အင်အားတောင်းနေတယ် KIA နဲ့ဆိုင်ရှမ်းအဖွဲ့နေနဲ့ဆိုင်အဲ့ဒီအထုဒေတာတက်တို့အထုဒေတာနှစ်တို့အထုဒေတာသုံးတို့အထုဒေတာလို့အဲ့ဒီဝါတွေကိုးကန့်နေမိုင်းလာတွေကအင်အားတောင်းနေအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုကြော်လွှားမလဲအဲ့ဒါကဒီပြဿနာကိုဖြေရှင်းရမယ်အဖြေပဲဒါဆိုရင်ကျွန်တော်တို့က ဒီလောက်အင်အားကြီးတဲ့စစ်တပ်ကြီးကိုတော့ကျွန်တော်တို့ထိန်းထားနိုင်နေဆိုရင်သူတို့ကလည်းကျွန်တော်တို့ကစီးလုံးညီညွတ်မှုအားနဲ့ပဲပြက်ပြက်သားသားဆက်ဆံရင်သူတို့လည်းလမ်းကြသွားမှာပဲဒီနေရာမှာစိတ်ဝင်စားစရာတစ်ခုကောင်းတာကဆရာနာရှင်ကိုကျွန်တော်တို့ကရန်သူအဖြစ်သတ်မှတ်ထားပြီးမြင်ပေမဲ့လေအဲ့ဒီဆရာနာရှင်ကိုတောက်တိုင်ပေးနေတယ်အဲ့ဒီအထူးဒေတာတင့်တင့်သုံးလေး BGF တွေကိုယနေ့အထိကျွန်တော်တို့ကရန်သူအဖြစ်မကြင်ကြရသေးဘူးကျွန်တော်တို့ဒီမိတ်ဆွေအဖြစ်အနေနဲ့ပဲကမ်းလှမ်းနေတယ်ဒီနေရာမှာအများဆုံးသုံးသပ်နေကြတယ်မိတ်ဆွေအဲဒီချိန်မှာရန်သူပေါအောင်မလုပ်နဲ့မိတ်ဆွေပေါအောင် လုပ်ပေးမယ်လေကိုက तू ကငကိုတဲကစစ်အာဏာရှင်ပဲကိုရန်သူအစ်စ် तू ရရွေချက်ကိုကကွန်မြူနစ်ကွန်မြူနစ်နေချက်ထားတာမမပြေကိုစိတ်ဝင်စားတာဘူးမမပြေကို तू ကထိန်းချုပ်မှာ နေမီ तू อ่ะငကိုတဲ့နေမီမရှိဘူးအဲ့ဒီနေမီတလက်မပဲရအဲ့နေရာ तू อ่ะမျိုးတယ်မှာရွာတယ်မှာလက်နက်ကင်ဖွဲ့လို့မှာနိုင်ငံတယ်မှာအဲ့တော့ဆေးရလာကြီးခွင့်မပြုလဲ तू อ่ะဟိုဘက်နိုင်ငံဒစင်ထွက်မှာသူတို့ဂျိုးစီဘွားနဲ့သူတို့ဘီလင်နာဖြစ်အောင်လုပ်မှာအဲ့တော့သူတို့ဒီပြည်တွင်းရဲ့ဒီပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့ရဲ့ဒီမိုကရေစီတွေဆက်အာဏာရှင်အဲ့ဒါတွေသူတို့စိတ်ဝင်စားဘူးသူတို့စိတ်ဝင်စားတာသူတို့အကျိုးစီးပွားပဲပြီးတော့မြန်မာပြည်ပေါ်မှာလာပြီးတော့နေချက်ထားတာအဲ့တော့ ကျွန်တော်တို့ဘက်ကလည်းခန့်နေတာကအဲ့ဒီအဖွဲ့တွေကိုကျွန်တော်တို့ကမိတ်ဆွေဖြစ်လက်ခံရမလို့လို့မိတ်ဆွေဖြစ်ကမ်းလှမ်းရမလို့ကျွန်တော်တို့ကမျှော်နေရတဲ့အစင်ကြပြပြသသရန်သူလို့မတတ်မှတ်တယ်တဲ့အခါမှာသူတို့ကအိန္ဒိယကိုအခွင့်အရေးယူပြီးဆီအာနာရှင်ကနေတစ်ဆင့်ကျွန်တော်တို့ကိုဘယ်လိုပြောမလဲအချိုတတ်ထားပြီးတော့ကျွန်တော်တို့ကိုယိုးမထောင်နိုင်အောင်အညောင်မထွက်နိုင်အောင်အပေါ်ကနေအရေးမိုးတယ်လို့မိုးထားပြီးမိုးထားတာဖြစ်တဲ့အတွက် KIA တို့ KNU တို့ကလှုပ်လို့မရဘူးဖြစ်နေတယ် ရှန်တို့ကကျွန်တော်တို့ကလည်းသူတို့ကိုရန်သူအဖြစ်မသတ်မှတ်နိုင်ဘူးဖြစ်နေတယ်။ဆေးရနာရှင်တို့ကျွန်တော်ရန်သူအဖြစ်ပြပြသာသာသတ်မှတ်ထားပြီ။ဒါပေမဲ့ဆေးရနာရှင်နဲ့အတူတောင်ကျွန်တော်တို့ကိုနှိမ်နှင်းဖို့တောင်းဝန် ခွဲဝေယူထားတဲ့အဲ့ဒီအဖွဲ့တွေကိုကျွန်တော်တို့ကရန်သူအဖြစ်ယနေ့အထိမသတ်မှတ်နိုင်သေးပဲ။အခုဆိုရင်တော်တော်များများပြောနေရန်သူများအောင်မလုံးနဲ့မိတ်ဆွေပဲလို့ဆိုသူတို့ကိုပဲမိတ်ဆွေဖြစ်အောင်သွားဖျော်နေရတာဖြစ်တယ်။အဲ့ဒီအချက်ကိုနင်းပြီး ျွန်တော်တို့တို့အပေါ်ကနေပြီးတော့အုံမိုးထားပြီးကျွန်တော်တို့အညှောက်ထွက်လို့မရအောင် KNU ကိုတင်းသက်ထားတယ်။ရှမ်းဖွဲ့တွေကိုတင်းသက်ထားတယ်။ KN KNU အဲဘာလို့ KIA ကိုတင်းသက်ထားသလိုဖြစ်တာလား။ဒါကြောင့်ကျွန်တော်တို့ဒီစစ်အာဏာရှင်ကိုမနိုင်တာ။ NUG နဲ့ဘာမှမဆိုင်ဘူး။အဲ့ဘယ်အဲ့ဒီ policy ကိုဘယ်လိုပြောင်းမလဲသူတို့ကိုရန်သူအဖြစ်သတ်မှတ်လို့ဖြစ်မလား အဲ့ဒါဒီကျွန်တော်တို့ဆွေးနွေးရမယ်အချက်ပဲအဲ့တော့ရန်သူလို့ပြည့်လို့ပြည့်ပတ်သားသတ်မှတ်လိုက်တဲ့စစ်အာဏာရှင်ကိုကျွန်တော်နိုင်အောင်တိုက်နိုင်တယ်ရန်သူမကြမိတ်ဆွေမရှာဖြစ်တဲ့လူကိုကျွန်တော်တို့ကသင်သက်သားသူလို့ဖြစ်လဲကျွန်တော်တို့ကသူ့ရန်သူလို့မသတ်မှတ်ထားတဲ့ပြသူ့ကိုကျွန်တော်တို့ကအပီးချိန်မုံမှုအစီအစဉ်မရှိတာဖြစ်တဲ့အတွက်သူဒီကျွန်တော်တို့ကိုသင်သက်ထားလိုက်တာ ဲ့ဒါဘယ်လိုလုပ်မလဲကျွန်တော်တို့ဒီကိုယ်ကိုသင်သက်ထားတဲ့ရန်သူကိုမိတ်ဆွေအဖြစ်မျှော်လင့်ပြီးသွားကမ်းလှမ်းနေမှာလားအဲ့ဒါဟာ policy ရေးရတဲ့အရန်ဆိုင်သွားပြီဒီကြရတဲ့ခုကတော့ဆရာနာရှင်ဖြီးသီးဆိုရင်ကျွန်တော်တို့နိုင်နေပြီ ဥမရိယပဲပင်လဲဘူးရပြီကျွန်တော်ကောင်းကောင်းနှွားနိုင်တယ်ဆရာနာရှင်ကဘာဆရာနာရှင်စနစ်ကိုကပြုတ်လဲနေပြောလို့သူတို့သူ့ကိုဝင်တဲ့စစ်သားကိုမရှိတော့ဘူးဟုတ်တယ်မလားဆရာနာရှင်ကစစ်တိုက်ပေးမဲ့လူမရှိတော့ဘူးအသူအတင်းကြပ်ဖမ်းတဲ့လူတည်းဝင်မဖြစ်ဘူးကိုပဲပါလာဖို့ရှိနေလားမိကောကမရှိဘူး no never ဘယ်တော့မှမရှိဘူးဘာကြောင့်လဲသူတို့ဒီငကိုတဲကကိုပဲပါဖို့ဖွဲ့ထားတာမဟုတ်ဘူးကွန်မြူနစ်စနစ်နဲ့နယ်ချဲ့ဖို့အတွက်ဖွဲ့ထားတာ သူတို့နေမီများများလိုချင်တယ်အဲ့ဒီနေမီများများကနေသူတို့ရဲ့ကိုပိုင်ကိုဖက်ဒရိတ်ဆိုတဲ့ကိုပိုင်တက်ကြီးနဲ့ကိုပိုင်ပြည်နယ်တခုကိုလိုချင်တာပြောချင်တာမြန်မာနိုင်ငံကိုနေချဲ့တာနဲပါသူတို့ဒီဘတော်မှကျွန်တော်တို့အများစုစဉ်းစားသလိုစဉ်းစားမဲ့လူတွေမဟုတ်ဘူးအဲ့ဒါဆိုရင်ကျွန်တော်တို့ကအခုကလမ်းစုံလမ်းကွာမှာရောက်ပြီဆိုလိုချင်တာက ဆရာနာရှင်တဖွဲ့တဲ့ကျွန်တော်တို့ရဲ့ရန်သူဖြစ်ရင် ကျွန်တော်တို့နိုင်နေပြီအခုတော်တော်ရင်မှဟန့်နေတဲ့ကိစ္စကအဲ့ဒီအဖွဲ့တွေဘယ်လိုလုပ်မလဲကျွန်တော်တို့ဒါပေမဲ့ရန်သူအဖြစ်ကျွန်တော်တို့ကြီးညာလိုက်ကျွန်တော်တို့အင်အားကြီးတဲ့အင်္ဂလိပ်ကိုလည်းကျွန်တော်တို့နိုင်အောင်တိုက်နိုင်ခဲ့တယ်ဂျပန်ကိုလည်းနိုင်အောင်တိုက်ထုတ်နိုင်ခဲ့တယ်ဖက်စစ်ကိုလည်းကျွန်တော်တို့ကရန်သူလို့မြင်မှာသူကျွန်တော်ကကိုယ့်ကိုသင်းသက်ထားတဲ့လူကိုရန်သူလို့မကြင်ညာသေးဘူး တော့ဘယ်လိုလုပ်ကြမလဲပြောချင်တာကသူ့ကိုအင်အားကြီးလို့ကျွန်တော်တို့ကပြန်မတိုက်နိုင်ဘူးဆိုရင်ဆက်အနာရှင်လည်းကျွန်တော်တို့ကအင်အားကြီးတာပဲလေကျွန်တော်တို့ကဆက်အနာရှင်ကိုမော်ရယ်လေးရရိုက်ချိုးလိုက်နိုင်တာဖြစ်တဲ့အတွက်ဦးဆက်အနာရှင်ကိုကျွန်တော်နိုင်တာလေအဲ့တော့အဲ့ဒီအဖွဲ့တွေကိုလည်းကျွန်တော်တို့ကသူတို့နဲ့လက်နဲ့အင်အားကြီးပြီမယ်လေသူတို့ကိုကျွန်တော်တို့ဆက်အနာရှင်လို့မော်ရယ်လေးရရိုက်ချိုးလိုက်နိုင်ရင်သူတို့ဒီရှုံးပါပဲလေ ပြောချင်တာကလက်နက်အင်အားနဲ့စစ်အာဏာရှင်ကိုကျွန်တော်တိုက်နေတာမဟုတ်ဘူးစစ်အာဏာရှင်ကိုကျွန်တော်မော်ဒယ်လီးရစစ်အာဏာရှင်ရဲ့စနစ်တစ်ခုလို့ရိုက်ချိုးတာလားပြောချင်တာစစ်အာဏာရှင်မှာရှိတဲ့စစ်သားတွေကိုကျွန်တော်တို့မော်ဒယ်ရိုက်ချိုးတာလားစစ်သားတွေကိုယ်တိုင်ကစစ်မတိုက်ချင်တော့ဘူးလေဒါကြောင့်ကျွန်တော်တို့နိုင်နေတာအဲ့တော့အဲ့ဒါဟာကျွန်တော်တို့ဥလူဦးတော်လှန်ရေးရဲ့တကယ့်အချိုးအကွေပဲအဲ့တော့ အခုအများစုသုံးသက်နေတဲ့လူတွေကပြောနေကြတာကကျွန်တော်အပါဝင်လက်ဒီတိုင်းလည်းပြောရမှာပဲဟုတ်ပုံမှန်နေသားရပြောရင်ကျွန်တော်တို့ဒီမိတ်ဆွေရန်သူမရှာနဲ့မိတ်ဆွေပေါ့ဒါပေမဲ့ဒီလူတွေဟာဘတော့မှကိုမိတ်ဆွေဖြစ်လာဖို့မရှိဘူးတတော်ဒီကိုငကိုတဲကတင်းသက်ထားတဲ့လူတွေကျွန်တော်တို့တော်လှန်ရေးကို အာမပေးတဲ့လူတွေဆက်အာနာရှင်စနစ်ကိုစနစ်တကျထောက်တိုင်နေသူတို့နဲ့သူတို့နဲ့ဆက်အာနာရှင်နဲ့နေမြခွဲဝေယူပြီးတော့လှုပ်ရှားဖို့ပြန်လာတယ်သူတို့ဒီဆက်အာနာရှင်နဲ့တကိုင်းနေလူတွေ ဲ့တော့ရှမ်းပြည်ကလည်းတင်းသက်ထားကြီးခံလာတာဒါတော့ KIA လိုပဲလေရှမ်းလည်းလက်ထက်မရှိတော့တော့သူတို့နဲ့သွားပေါင်းရတာပေါ့ဒါပေမဲ့ရစ်စစ်ကလည်းသူတို့လိုပဲလှုပ်ချင်တော့သူတို့လိုစိတ်သက်ရှိတဲ့အတွက် NCA ထိုးပြီးတော့စစ်တပ်နဲ့ပေါင်းပြီးအာဏာထူထောင်လာတာပေါ့ ပြောချင်တာကစစ်တပ်နဲ့ပေါင်းပြီးကွန်မြူနီနဲ့ပေါင်းပြီးအဲ့ဒီမြန်မာနိုင်ငံရဲ့ရှမ်းမြောက်ဒေသတစ်ခုလုံးကိုဘယ်လိုပြောမလဲခွဲဝေယူယူငင်စားတော့နေကြတာအဲ့ဒါဟာဒီနေ့နေဦးတော်လှန်ရေးရဲ့လမ်းစုံလမ်းကွာနဲ့ဖြည့်ရှင်းရမယ်ပြဿနာပဲ ဒါကြောင့် AA ကလုံးလုံးလတ်လတ်တိုင်လို့ရနေတာဘာတော့ AA ကအဲ့လို proxy ခံထားတဲ့ Bangladesh proxy အိန္ဒိယ proxy တွေမရှိဘူးဗျာမြမကြီးကိုဝင်ဆွတ်မဲ့အဲ့ဒီကနတော့ပြည်သူစစ်တွေအိမ်မှာမရှိဘူးဗျာဒါကြောင့် AA ကဆရာနာရှင်ကိုပဲနှွာနေရတာဖြစ်တယ်တွေဆရာနာရှင်ကပြုတ်လဲပြုတ်လဲနေတယ်ဆိုတာသူတို့အပေါ်ပိုင်းကဘလောက်ပဲအော်အောက်ချိန်မှာရှိတဲ့သူရန်တရားတွေပြုတ်လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကအဲ့ဒီရန်တရားကိုမိုရယ်လေးရတိုက်ခိုက်ထားပြီ ဘယ်သူမှဒီချိန်မှာစစ်သားလို့မလုပ်ချင်တော့ဘူးလေအဲ့တော့စစ်မြေပြင်ကတခုတည်းပဲတိုက်ရမှာကောင်းတယ်လို့ပြောတယ်ဆိုရင်အဲ့ဒီစစ်မြေပြင်တိုက်ရမယ့်သူကအဲ့ဒီကနတော့အဖွဲတွေနဲ့စစ်တပ်နဲ့တဖွဲတယ်လीကိုတွေရပါနှစ်ဖွဲခွဲပြီးတော့ကိုယ့်ဘက်ပါမလားစီယုံနေတာလीဒီလူတွေကတဖွဲတယ်ပဲလीကျွန်တော်ဒီအဲ့ဒါကြောင့်တေးကြအောင်ရှင်းပြနေတာလी ဆရာနာရှင်ကပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားတွေကိုနှိမ်နင်းဖို့တာဝန်ယူထားတယ်။အဲ့ဒီအဖွဲ့တွေကနေဆက်မှာရှိတဲ့တိုင်းရင်းသားတွေကိုသင်းသက်ဖို့တာဝန်ယူထားတယ်။အဲ့ဒီအဖွဲ့တွေနဲ့ပြည်လေတွေသူ၏ကျွန်တော်တို့အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တွေဘရောမအင်အားကြီးလာဖို့မရှိဘူး။အဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်တွေအင်အားကြီးလာဖို့မရှိရင်သူတို့နဲ့စစ်တပ်နဲ့ပေါင်းပြီးတိုက်ရင်ကျွန်တော်တို့ဒီဆရာနာရှင်ကိုနောက်ထပ်၅နှစ်လဲဖြိုဖို့မလွယ်ဘူး။ ဲ့ဒါလက်ရှိဖြစ်နေတဲ့အနေထားပဲလက်ရှိဖြစ်နေတဲ့အနေထားပဲဒါဆယ်နဆခွန်ရအဲ့ဒီကိုကန့်ဒီတောင်းပလောင်တွေတိုက်လို့ကျွန်တော်တို့၅နှစ်တိုက်ရမယ့်ဟာကိုတို့၃လ၅လနဲ့အပီးတိုက်ပေးနိုင်တာတို့ဟာတဖွဲ့တယ် သူတို့ဒီတာဝန်ကိုခွဲဝင်ယူထားတာစစ်အာဏာရှင်တွေကပြည်တွင်းမှာရှိတဲ့တော်လိုင်းသမားတွေ PDF တွေအခုလိုလူမဲ့လူတွေအားလုံးနဲ့နိုင်ငံရေးသမားတွေကိုထောင်ချမယ်နှိမ့်ချမယ်ဥပဒေနဲ့နှိမ်နှင်းပေးတယ်သူတို့ကကြတော့နေဆက်တွေမှာရှိတဲ့တိုင်းသားလက်နက်ကင်တွေကိုတင်းသက်တာတာထိန်းချုပ်တာတာရပ်စတော်တော်လန်ကြီးဟာ KNU လည်း82%ခန့်နေတယ်။အခုဒီဒီပွင့်လင်းရသည်မှာကွန်ကရစ်ကိုပြန်ရမယ့်ရဖျားသုံးစုကိုရမယ့်ရဂျိုင်းစိတ်ကြီးကိုရမယ့်ရချောင်းတော့ခွားကိုရမယ့်ရအခုဒီ KNU က6နှစ်ခွားတော့မရသေးဘူး။မှုတုံတို့တမ်မြူဇီယံတို့ ရေးတို့အဝေးလိုသေးတယ် မုံနေလဲအတူတူပဲကျွန်တော်တို့ကသင်းသက်ခံထားလိုက်ရပြီဘလို့မှလုံးမရတော့ဘူးကျွန်တော်တို့ကသင်းသက်ခံလိုက်ရတယ်သူတို့ကအင်အားကြီးသွားတယ်အင်အားကြီးပြီးတော့ကျွန်တော်တို့ကိုသူကသင်းသက်ထားတာပြီကျွန်တော်တို့လှန်လို့မရအောင်သူတို့ကထိန်ထားတယ်ပြီးတော့ပြည်တွင်းကနိုင်ငံသမားတွေကိုပြည်တွင်းဆရာနာရှင်ကထိန်းချုပ်ထားပြီးတော့သူတို့ဒီကိုလွင့်စီမီရောက်လာတယ်လက်နဲ့ကင်မဲ့အဖွဲတွေကိုဒီသင်းသက်ထားတဲ့အောက်ကနေသူတို့ကပြန်အုပ်ထားတယ်ပေါ်ကနေ အဲ့ဒါကိုဖောက်ထွက်ဖို့ညီနောင်သုံးဘွဲ့ဖြစ်တဲ့ဝရေကိုကန့်ရေတအောင်ပလောင်ရေစ조사တယ် PDF နဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဘက်ကိုပါလာဖို့조사တယ်ဟိုဘက်ကိုကန့်ဖို့조사တယ်အဲ့ဒီလေကျွန်တော်တို့အောင်ပွဲတွေရတဲ့အချိန်မှာတကယ်အခုဒီအဖွဲ့ကြီးတွေကဒီနိုင်ငံကြီးကွန်မြူနတီနိုင်ငံကြီးနဲ့ဒီအဖွဲ့တွေကဝင်ထိန်တော့တာ ဲ့တော့ကျွန်တော်တို့ဘက်ကိုပါလာခြင်းနဲ့အကူကန်ကဂျားတွေကညှက်ကုန်ပြီဘာမှလုံးမရတော့